ပြီးခဲ့ရက်တည်းကတောက်လျှောက်လူတွေကလည်းဟိုဝိလေကြပါတယ်နဲ့ကျွန်တော်လာလာပြဿနာရှာရတာပေါ့နော်ဆိုတော့သူတို့ပြောတာကတော့ဒီဇော်ဘုံကြီးပေါ့ကိုဇော်ဘုံကြီးပေါ့အဲ့လိုပဲပြောပြစီအမျိုးသားရေးသမားလာတောင်းမို့ဟိုစပီကာပုံစံမျိုးလားသူဘာတွေပြောလဲသူ online ပေါ်တယ်သူပြောနေရတယ်ကျွန်တော်တွေ့ပါတယ်ဒီဇော်ဘုံကြီးပေါ့ကိုဇော်ဘုံကြီးကိုတဲ့နော်အချက်ပဲတက်ပြည့်ဥပဒေပုံမှန်၃ခါခွေးနဲ့၃ခါခွေး၅နဲ့ဂျွန်လာရှိရက်က ်အမှုဖွင့်ထားပါတယ်တဲ့။နော်သူ့ကိုကနအုပ်ဖွင့်တာတော့ပုံမှန်900ကာဂျီပုံမှန်66ကာဂျီနဲ့ဖွင့်ထားတာတဲ့။အဲ့ဒါကိုထတ်တိုးဖြစ်နေအဲအကြက်ဘက်တိုက်ဖြစ်ရေးဥပဒေပုံမှန်3ခါဝေး15နဲ့ထတ်တိုးမှုဖွင့်ထားပါတယ်ဆိုပြီးတော့ DVB သတင်းဌာနကရေးတယ်။ကျွန်တော်တရားစွဲနေဆိုတော့ဟာဟာဖြစ်နိုင်လားအဲသူနဲ့ပတ်သက်တဲ့သတင်းတွေမျိုးစုံပြောကြတာရှိတယ်။အဲ့တော့ကျွန်တော်လည်းမပြောရအောင်လို့ဆိုပြီးရန်ရှာတဲ့ကောင်လည်းရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကျွန်တော်တို့ဒီသတင်းကိုပြောဖို့ဆန္ဒမရှိဘူး။ဟာဟာပွန့်လိုက်ပြောဒါဒါကအဲဒါက ဟိုသတင်းဖြစ်နေတဲ့ပြောရမယ်အရေးကြီးတဲ့ issue တခုတော့မဟုတ်ဘူးသို့တော့သို့တော့ခုနသတင်းဖြစ်နေပြည်ပြင်းမီဒီယာတွေကတော့ဝိုင်းကြီးလာတဲ့ခါကျတော့ကျွန်တော်ကဒါကိုထည့်ပြောတော့တာနော်တဘောသူပထမဖွင့်လာတော့ပုံမှန်99ကကြီးပုံမှန်66ကကကြီးပေါ့နော်နော်အဲအဲ့ဒါနဲ့ဖွင့်ထားတာပေါ့အခုတော့ထပ်တိုးဖြစ်နေကျမ်းပတ်တိုက်ပြည့်ဥပဒေပုံမှန်3ခါခွေး15နဲ့ပါထပ်တိုးဖွင့်ပါတယ်ဆိုပြီးတော့ဒီပြည်ပြည်ကရေးတယ် အာလုံးနေလို့လုံစောဘုန်းကြီးကသူ့ကိုဖွင့်လာတော့ဒါအန်ယူဂျီကထွက်ထားတဲ့တရှူဆိုပြီးတော့ပြောတာမျိုးတွေကြားတယ်နော်ဟာပီရီယန်ဆက်သွယ်လို့ပြောတဲ့အမျိုးကြားပါတယ်ဆိုပြီးပြောတယ်ဟာတော့ကတရားမွင်အတွင်းကုန်ပို့ကုန်တွေကိုအဲတရားမွင်သွင်းတယ်ကိုပို့တယ်ပေါ့ဒါကြောင့်မလို့ပြောတယ်ဆိုတာမျိုးလေခေါင်းစဉ်တက်တယ်မျိုးစုံပေါ့ဗျာသူ့ကိုခေါင်းစဉ်တက်တာတော့မျိုးစုံတက်ထားတယ်ဟာဆိုတော့ ောက်တစ်ခါပြီးတော့ပြီးခဲ့တဲ့တောင်တကုန်ရဲစခန်းမှာလည်းဒီဒုံမိုးခိုင်ဆိုတဲ့မျိုးသမီးကသူ့ကိုမှုဖွင့်ခဲ့တယ်ဆိုတာမျိုးလေး၆၆ကားနဲ့မှုဖွင့်ခဲ့တယ်ဆိုတာမျိုးလေးရေးထားတွေ့ရတယ်ပြောရရင်တော့သူနဲ့ပတ်သက်ပြီးရေးနေရမျိုးစုံတွေ့တယ်တွေ့ပါတယ်ဆိုတော့အမှုတွေကတော့ဖွင့်ထားပြီးပြီဆိုတဲ့အဓိပ္ပာယ်တော့သွားတက်ရတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်လို့လည်းသက်ဆိုင်ရာနောက်ဆက်ကဘက်ကထုတ်ပြန်ထားခြင်းမရှိဘူးအဲတရားရုံးတွေဘာတွေညာတွေလည်းမင်းမျက်စုံဆန်းခြင်းမရဘူးတိလာခန္ဓာတို့စစ်တပ်ကိုချေရတာလေတော်တော်လေးကိုခံစားရတယ်သက်ဆိုင်ရာဖွဲ့စည်းရေးနဲ့မေးရ မြန်ခက်တယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပင်လေဟိုတို့နဲ့အသိပြီးဆက်ဆံအသိမရှိဘူးမရှိတော့ကျွန်တော်သိပြီးတော့ဟိုမမေးမမမြန်မိဘူးပေါ့ဗျာတို့အဲ့တော့မမေးမမြန်မိတော့ကျွန်တော်သိချာမသိဘူးတိုးတော့ကူဒီရေတော့ဒါလို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ကြားရတဲ့ information တခုကတော့သူ့မိသားစုလည်းတချို့သူ့မိသားစုလည်းပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ရောက်လာတယ်ရောက်ပြီးတော့သက်ဆိုင်ရာဆရာတော်တန်ခါတော်ကြီးတွေနဲ့ဝင်ဖူးမျိုးတွေ့ဖို့ကြိုးစားတယ်လို့ကြားတယ်ပြီးရင်ဆရာတော်တန်ခါတော်ကြီးတန်ခါတော်ကြီးတွေရဲ့အဆင့်တန်ခါတော်ကြီးကလေးစီကိုမြေတားရဲ့ခန့်ချက်တွေတင်ပေးဖို့တောင်းဆိုဖို့လုပ်တယ်ဆိုတာလည်းကြားရတယ်မဲအဲ ပြီးတော့ကြားနေရတဲ့သတင်း information တွေပါအတီတော့ကျွန်တော်တို့မပြုတ်ချင်ပါဘူးဘာလို့လဲဆိုတော့ဒါတွေက information just information ဆိုတာမျိုးပဲမှတ်စေချင်ပါတယ်အလို့ဆိုတော့ဒီလိုမျိုးတော့သတင်းတွေတွေ့နေရတယ်အဲ့တော့လို့ကိုလို့ပါသူများကိုတိုက်ခိုက်ရင်ကြာချုံးတတ်တယ်သူများကိုတိုက်ခိုက်ရင်လည်းကြာချုံးမှလားခွေးကြကြမှာသူဥပဒေကိုကျူးလွန်ဖောက်ပြတာရှိရင်တော့ဥပဒေကတော့အေးအေးလေးပဲဖောက်ပြတာမရှိရင်သူပြန်လွတ်မယ်ဒါကတော့အဖြစ်အဖြစ်အခြေခံအဖြစ်ပါပဲ ပြီးတော့ဟိုအမှုဖွင့်ထားတဲ့အဖွဲ့အစည်းကဘယ်ဖွဲ့စည်းလဲဆိုတာလည်းရှင်းသေးတာဟုတ်အမှုဖွင့်ထားတာကတက်မတော်ကိုယ်တိုင်အမှုဖွင့်ထားတာဆိုရင်တော့ပြဿနာရှိတယ်တခြားလူတွေကအမှုဖွင့်တာဆိုရင်တော့ညှိလို့နိုင်လို့ရနိုင်သေးတယ်ဒါတက်မတော်မှုဖွင့်တယ်ဆိုရင်လည်းဒါညှိလို့နိုင်လို့ရနိုင်တယ်နောက်တစ်ခါဒါကိုအမှုဖွင့်ခဲ့ပြီးတရားရုံးကိုစွဲချက်တင်လိုက်ပြီဆိုရင်တော့သူ့အနေထားကအန္တရာယ်များလာပါတယ်ကျွန်တော်ကတိတ်ကြွကြဲနေရတဲ့ခရဲမှာကျွန်တော်မပါဘူးလို့ကျွန်တော်ပြောပြီးသားနော်မပါဘူး

B B 未就走查啦，走查啦，之前出钱了。我咯，出钱比如偷卡之之之嘅 B B 嚟寫喎。